ပြလဲတဲ့ကောင်းကင်အောက်ကတစ်ပင်ပန်းမနေကြနှုတ်ဆိုတဲ့မြို့သမီးလေးတယောက်ကတော့ပန်းလေးတစ်ပွင့်ပမာလှပနှုတ်ပြူစွာနဲ့လမ်းလျှောက်လာခဲ့တယ်။ဒါမှရှိတဲ့လူပြိုတိုင်းကသူမကိုနှစ်သက်မြတ်နူရတယ်။နှုတ်ဆိုတဲ့နမယ်လေးနဲ့လိုက်အောင်ကိုနှုတ်ပြူလှပပြီးရှော်မော်လာပါတဲ့မြို့သမီးတဦးပေါ့။သူမကိုရွာမှာရှိတဲ့လူပြိုတိုင်းလူလူကကြိုက်နှစ်သက်တော့ပန်းလေးတစ်ပွင့်အလားတင်စားခဲ့ကြတယ်။ဒါပေမဲ့သူမရဲ့နှလုံးသားကတော့မြို့ပေါ်ကနေအလဲလာတဲ့ကောင်းလေးတယောက်ကိုပဲရွေးရှဲခဲ့တယ်။မြို့ကကောင်းလေးနဲ့နှုတ်တို့ရှစ်ကြိုက်ခဲ့ကြ င်ပါတယ်ခဏတာတွေးဆောင်ခဲ့ရတဲ့အချိန်လေးဖြစ်ပေမဲ့နှုတ်ကတော့ထို့အမျိုးသားကိုတော်တော်လေးရှင့်မြန်နိုးခဲ့တယ်ဒီနေ့မှာတော့ကောင်းလေးမျိုးပေါ်ကိုပြန်သွားပြီးတဲ့နောက်နှုတ်တရားရွာထဲမှာပဲတရားထဲကျင်နေခဲ့ပြီးနာကျင်မှုတွေနဲ့ကောင်းလေးပြန်လာဖို့စောင့်မျှော်နေခဲ့ရတယ်အလားနီးပါးကြာပြီးတဲ့နောက်ကောင်းလေးကလည်းပြန်လာခဲ့ဘူးပေါ့နှုတ်မှာတော့မျိုးသားနဲ့ရတဲ့ကိုဝင်ကိုလွှဲထားခဲ့ရတယ်သူမရေရဲရင်ဆိုင်ပြီးဒီကလေးကိုမွေးဖွားဖို့ဆုံးဖြတ်ရှက်ရှားခဲ့တယ်အချိန်လေးတဖြည်းဖြည်းကုန်ဆုံးလာပြီးနှုတ်တရားတရားကြလေးမွေးဖွားခဲ့တယ်ကလေးမွေးဖ ွားပြီးတဲ့နောက်စင်းရဲပေမဲ့လည်းအကောင်းဆုံးရှာဖွေကြည့်မိပြီးမိခင်ကောင်းတူဖြစ်လာခဲ့တာပေါ့။သူမရဲ့သားကလည်းသူမရဲ့ဘဝလေးဖြစ်လာခဲ့တယ်။သူမရဲ့အသက်မွေးဝမ်းကြောင်းအတွက်ရိုးသားတဲ့အလုပ်ကိုပဲရွေးရှယ်ခဲ့တယ်။ဒါကြောင့်တော်တဲ့ကိုသွားဟင်းရကစူးတွေကိုခူးပြီးရွာမှာပြန်လဲရောက်ရှာတာကိုလုပ်ပြီးသူမအသက်မွေးဝမ်းကြောင်းပြုခဲ့တာပေါ့။ဖွားမြောက်ကြီးဒီတစ်ခါတော့တော်တဲ့ကနေမှုရီရလာခဲ့တယ်။မှုရီအကုန်လုံးလက်ဆက်နေတာပဲ။ဖွားမြောက်ယူအောင်မလား။မှုစားခြင်းနေတာနဲ့အတော်ပဲမိနုရေးပါလာသမျှမှုအကုန်လုံးယူမ မယ်ပြီးတော့နင့်ဦးလေးကလည်းမိုရီစားခြင်းနေတာတော်ပဲဖြစ်သွားတာပေါ့ပြောရင်အဖွားအိုကမင်းနုထံကမိုရီအားလုံးစီမစ်စ်ပဲဝယ်ယူလိုက်တယ်ရသူရသားတွေရဲ့စိတ်ထဲမှာတော့ဖခင်မရှိပဲကလေးတယောက်ကိုပြုစုပြောထောင်နေတဲ့နှုတ်ကိုကိုညီခြင်းနဲ့ပြုနာထားခြင်းနဲ့ဒါကြောင့်ပဲဈေးမစ်စ်ပဲအားလုံးဝယ်ယူပေးကြတယ်သူမရန်သမျှကိုလည်းရသူရသားတွေကကယူနာထားပြီးအားပေးဝယ်ယူကြတယ်သူမအလောက်တွေစူးစမ်းလုပ်ရင်ကလေးအတွက်လိုအပ်တာတွေကိုတတ်နိုင်သမျှဖြည့်ဆည်းပေးခဲ့တယ်တနေ့မှာတော့မင်းနုအတွက်ဖြစ်ပျက် ဆိုးတွေကံကြမ္မာဆိုးတွေကိုတဲဆောင်လာတဲ့ပူကြီးတယောက်ရွာကိုရောက်လာခဲ့တယ်။ရွာကိုတနက်မမန့်ရှောက်လာတဲ့ပူကြီးကိုအဖွားမရဲ့ယောက်ျားဦးလေးကျော်သိန်းကလှမ်းတွေးလိုက်တယ်။ဝိဖြူစင်ကျဲဝှက်ထားတာကြောင့်ပျောကဆရာလို့ဦးလေးကျော်သိန်းကတအပ်တွေးလိုက်တယ်။ရွာသူရွာသားတွေကလည်းဒီလိုပျောကဆရာဆိုတလီတစားဆက်ဆံကြတာပေါ့။ဒါကြောင့်ပဲဦးလေးကျော်သိန်းတယောက်ဝိဖြူစင်ကျဲဝှက်ထားတဲ့ပူကြီးစီကိုသွားပြီးဦးညော့ကတော်လိုက်တယ်။ဦးကျော်သိန်းတယောက်ဦးညော့ကတော်ပြီးတာနဲ့ပူကြီးစီကနေစကားသံတချို့ထွက်လာခဲ့တယ်။ငါဒီရွာကိုအိမ်မက်မက်လို့ရောက် လာခဲ့တာဒီရွာမှာနှုတ်လို့ခေါ်တဲ့အမျိုးသမီးရှိတယ်သူ့မှာသားတစ်ယောက်ရှိတယ်ပြီးတော့သူ့ရဲ့သားကမိရိချားတဲ့အော်ဟစ်ငိုယူပြီးဆုံးမသွားတာကိုမြင်မှတ်ခဲ့လို့ရောက်လာတာဟိုးကြီးရဲ့စကားဆုံးတာနဲ့ဦးလေးကျော်လာတယောက်အောင့်အော်တကြီးနဲ့ရှိပါတယ်ဗျသူကတနာစရာကောင်းတယ်သူမကဘသူ့ကိုမှတော့ဒုက္ခမပေးဘူးသူ့ကိုဘလို့ကူညီရမလဲပြောပြပေးနိုင်မလားလို့တေယူတတိမေးမြန်းလိုက်တယ်သူ့ရဲ့သားကိုကူညီဖို့ဆိုရင်ဒီမင်းကလေးတိလရှင်ဝေပြီးကောင်းမှုကုသိုလ်တွေပြုရမယ်လုံလောက်တဲ့ကုသိုလ်တွေရမှာဖြစ်မယ်လို့ဟိုးကြီးကပြောလိုက် က်တယ်။ဘာပြောလို့ပြီးတာနဲ့ဝိဖြူစင်ကြဲဝတ်ထားတဲ့ဖူကြီးလည်းရွာကနေပြန်လှည့်ပြန်သွားခဲ့တယ်။ဦးလေးကျော်သိန်းလည်းကြားခဲ့သမျှစကားတွေကိုတွေးရင်ပြောတဲ့မပြောတဲ့စဉ်းစားနေခဲ့တယ်။လူကြီးချိန်မှာပဲတော်တဲ့ကနေညှိရခုပြီးပြန်လာတဲ့နှုတ်ကိုတွေးခဲ့တယ်။ဖူကနှုတ်ကိုလှမ်းခေါ်လိုက်တယ်။ဟေးမင်းတို့ခဏလာအောင်မင်းကိုငါပြောစရာရှိလို့မင်းတို့ကတော့သူ့ရဲ့ဟင်းဒီဟင်းရွက်တွေကိုမှားမဲ့အထင်နဲ့ဦးလေးကျော်သိန်းမှုတွေလိုချင်လို့လားဒီနေ့တော့မှုတွေကမရလာခဲ့ဘူး။အာညီးကလည်းမှုတွေလိုချင်လို့မဟုတ်ဘူး။အဲ့ဒါအရေးကြီးတဲ့တဲ့ရင်ပြောစရာရှိလို့ ဒါနဲ့ပဲအဖိုးအိုကလမ်းထိပ်မှာတွေ့ခဲ့ပြီးပြောပြကြီးပြောပြတဲ့ကိစ္စအားလုံးမင်းတို့ကိုပြောပြလိုက်တယ်။မင်းတို့ကြကြချင်းတော့မယုံနိုင်ဖြစ်သွားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့နမည်သားရဲ့နမည်နဲ့ပြည်သမျှတွေကိုအကုန်ပြောပြခဲ့တာမျိုးအနေငယ်တော့ယုံတဝက်မယုံတဝက်ဖြစ်နေတာပေါ့။ဦးလေးကျော်သိန်းကတော့တွေ့ဝေမနေပဲအဖိုးကြီးပြောတဲ့အတိုင်းလုပ်ဖို့သားမှကြားလိုက်တယ်။ဝေခွေမရဖြစ်နေတဲ့မင်းတို့တယောက်ဒါအတွက်စိုးရင်စိတ်ကြောင့်ပဲတိလရှင်ဝေဖို့ရွာဦးဖုန်ကြီးကြောင့်ကိုသွားခဲ့တယ်။ ရွာဦးဖုံးကျောင်းရောက်တာနဲ့ဖုံဖုံးစီမှာသူကြားခဲ့တဲ့နောက်ကိုပျော်ပြန်ပြီးတိလန့်ရှင်ဝေဖို့ဖုံဖုံးထံခွင့်ပန်းကြလိုက်တယ်။ဖုံဖုံးကတော့ကုသိုလ်ဆိုတာပြုလုပ်တဲ့သူပဲရမယ်ဖြစ်ကြောင်းနဲ့အစာထိုးခံပြီးလို့မရကြောင်းပြောပြတာပေါ့ဒါဒါကြောင့်ပဲမင်းတို့ကမိခင်တရားရဲ့စိတ်ကိုနားမလည်ဘူးလို့ထင်ပြီးရှက်ရှင်းထပြန်လာခဲ့တယ် အားအန္တရာယ်ဖြစ်မှာကိုစိုးရိမ်ပြီးအတွေ့များစွာနဲ့တောကပင်လယ်ဝင်နေတဲ့မင်းလူတယောက်အိမ်ထဲကိုဝင်လာပြီးပရိတ်တအဟောင်းတစ်ချောင်းကိုယူပြီးခေါမုတ်ကစပင်လေးကိုရိတ်ရှာပလိုက်တယ်။ပြီးတော့ဖြူရောင်အဝတ်စားတွေကိုဆင်မြန်းလိုက်တယ်။ညာရောက်လာတာနဲ့မင်းလူတယောက်ဖျားကျန်းဆောင်မှာရေချမ်းပန်းစီမီးတွေကတ်လို့ပြီးရှစ်ပါတီလာခံယူတာတရားထိုင်နေခဲ့တယ်။အားလေးဘေကင်းစီဖို့ကိုလည်းခဏခဏဆူတောင်းနေတယ်။တရားထိုင်နေရင်ဖျားကျန်းဆောင်က ဖျောင်းနိုင်မီတစ်ခုပြုတ်ကြပြီးအောက်မှာခင်းထားတဲ့အခင်းတွေကိုမီးကဆွဲပြီးလောင်ကျသွားခဲ့တယ်။မင်းတို့မျက်လုံးဖွင့်လိုက်တာနဲ့မီးတွေကအရှက်အဟုန်နဲ့ကျိုင်းမြင့်တွေကိုတော့လောင်ကျွမ်းနေပြီပေါ့။ မီးတွေဟာအရှိန်အဟုန်နဲ့တောင့်လောင်နေတာကြောင့်အရင်ပြင်ထွက်ဖို့ကြိုးစားပေမဲ့လည်းအပူချိန်နဲ့မီးတောက်တွေကသူမဝတ်ဆင်ထားတဲ့အဝတ်တွေကိုမီးကလောင်ကျွမ်းစားပြူနေပြီခဏကြာမှတော့သူမရဲ့ခနာကိုယ်နဲ့ရေပြားတွေကိုပါမီးကလောင်ကျွမ်းသွားခဲ့တယ်။တက်ရှူခတ်လာတာနဲ့ပြင်ကိုယ်ပင်မရောက်နိုင်ပဲကြမ်းပြင်ပေါ်သို့လဲကျသွားခဲ့တယ်။မီးလောင်ဒဏ်ရာရီနဲ့မဆုံးမခင်သူမနောက်ဆုံးတွေ့တာကတော့သူမရဲ့သားလေးပေါ့။ တားလေးကိုဘသူကစောင့်ရှောက်မလဲတားလေးဘလို့ရက်တည်မလဲတားလေးဘလို့မြန်စားတောက်ရမလဲလို့သူမှတွေးနေခဲ့တယ်တနားစရာကောင်းတဲ့မီနူတယောက်တားလေးကိုစိတ်မဖြတ်နိုင်ခဲ့တာကြောင့်တိလက်ချင်းဘောကအသွင်နဲ့အဲ့ဒီအိမ်မှာပဲဝိညာဉ်အဖြစ်တည်ရှိနေတာပေါ့ဒါပေမဲ့ခုနှစ်ရက်မလဲမရှင်တော့သူရဲ့ရှောက်လန့်မှုတွေက သူမရှိနေရဲဆိုတာကိုတော့ဘူးမှမသိကြဘူးပေါ့မင်းတို့ဆုံးပြီးတဲ့နောက်တန်ခဲတဲ့သူမရဲ့ခလီလေးကိုဘေးအိမ်ကအဖွားများနဲ့အဖိုးဦးကျော်သိန်းတို့ကပြုစုဆောင်ရှောက်ပေးခဲ့တယ်အမေကိုတတိယရာကြောင့်ဒါလေးကလည်းဘာမှမစားသလိုတောင်းတနေရမှာပဲအမေကိုတတိယလို့တရှိုင်းရှိုင်းနဲ့ငိုကြွေးနေရပေါ့အစားအသောက်ဆိုလည်းဘလို့မှကြွေးလို့မရတော့တဲ့တနာစရာအဖြစ်ကိုရောက်ရှိသွားတော့တယ်ခုနှစ်ရက်လည်တဲ့ညကိုရောက်လာခဲ့တယ် ဒီညမှာတော့စပြီးရွာထဲမှာခွေးဟောင်းတန်တွေခွေးဥတန်တွေကိုထူးထူးရှားရှားကြားလာရတယ်။ကြောင်မဘွယ်ကောင်းတဲ့အဟစ်တန်တွေလည်းကြားလာရတယ်။အိမ်မပြောတဲ့အဖွားများနဲ့ဦးလီကျော်သိန်းတို့စကားစမြည်ပြောနေကြခြင်းအိမ်ခေါမိုးဖို့ကိုအတန်တစ်ခုရောက်လာခဲ့တယ်။ကြောက်တတ်တဲ့အဖွားများကတော့ကျော်သိန်းဒါကဘာအတန်တော့ကျုပ်ကကြောက်တဲ့တော့ဘာမှမကြောက်နေနဲ့တကယ်လို့မိနုသားတရေဖြစ်နေရှိနေရင်နေစီပဲရင်လာမှာသူ့သားကနေစီမှန်ရှိနေတာပဲ။ရှင်တော့ဘာရီလျှောက်ပြောနေလဲ။ဒီမှာကကြောက်တတ်တယ်။တော်တော်တော် အခုကအရှိမဘာသာနေလဲတတိယံမိမရဲ့စကားကိုမလွန်ဆန်နိုင်တဲ့ဦးလေးကျော်တိုင်တရားပြင်ကိုစူးစမ်းကြည့်လိုက်တယ်။မိနုတရားတသိတရေဘွားကိုရောက်ရှိနေတာပေါ့။အရက်ကလည်းအိမ်တလုံးမြရှိပြီးမျက်လုံးတွေက ပြူးပြီးနှီးရဲနေတယ်။သူမရဲ့ဗဇက်မှာတော့အဆွဲတွေထွက်ပြီးသူ့ရဲ့အသားရည်တွေကမီးလောင်ထားတဲ့အသားညော်နှံ့နေနဲ့တော်တော်ခက်ဆူဆူကိုဖြစ်နေတာပေါ့။ပြင်ပွဲကိုမြင်လိုက်ရတဲ့ဦးလေးကျော်တိုင်တရားတုံးလှောက်ချောက်ချားစွာနဲ့စကားရိတ်အထစ်ထစ်နဲ့ မင်းသစီသေးရဲ့ဘွားကိုရောက်သွားတာလား။ဦးလေးရဲ့စကားမဆုံးခင်မှာပဲ။သစီဖြစ်နေတဲ့မီနူတရအတကုံအော်ဟစ်ပြီးငါကလေးငါကလေးပမာလဲငါကလေးပမာလဲငါကလေးနဲ့ငါနေချင်းနဲ့ငါကလေးကိုပေးဟုစူးစူးဝါးဝါးအော်လှစ်နေလေတော့တယ်။ဦးလေးကြသိန်းတယောက်စိတ်ကိုတင်းရင်မီနု နင်းဆိုင်မပူနဲ့ငါနဲ့ငါမိမကမင်းရဲ့သားကိုငါတို့အသက်တွေမဆုံးခင်အထိဂရုစိုက်ပေးမယ်ပြူစုဆောင်းရှောက်ပေးမယ်တည်တည်ရှာရှာလဲကျွေးမွေးပေးမယ်နေသားကောင်းရဘုံဘဝကိုသွားဘာကိုမှနားမဝင်နဲ့တရေမမီနူကတော့ကလေးနဲ့နေဖို့ပဲတွေးနေရှိနေတယ်ကလေးနဲ့ပဲနေခြင်းနဲ့သူ့သားကိုသာခေါ်ပြီးလို့အတွင်တွင်အော်ဟစ်ကျင်းဝါနေတယ်တရေမမီနူတယောက်ဖိုးနဲ့အဖွားတို့ရဲ့အိမ်ထဲကိုတလှမ်းချင်းဝင်လာဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့လည်းအရင်အဆောင်အချောက်တွေကဝင်ခွင့်မပေးတဲ့ပုံပဲသူမဝင်လို့မရခဲ့ဘူးပေါ့မင်းတို့တရားအိမ်ထဲဝင်ဖို့အတင်းကြိုးစားတာနဲ့တိုက်ခိုက်ခံရတယ်ခံစည်းရိုးကိုကြော်ဖို့လှုပ်လိုက်တာနဲ့သူမဆူဆူဝါးဝါးနဲ့ခန္ဓာကိုယ်တစ်ခုလုံးပူလောင်သလိုအဟစ်နေတာပေါ့အမှတ်မရှိတဲ့မင်းတို့ကတော့နောက်တစ်ကြိမ်ပြန်ပြီး ဝင်ဖို့ကြိုးစားခဲ့တဲ့ထိုးချိန်မှာတော့နောက်ပြန်လဲကြပြီးမြေပြင်ပေါ်သို့ကြာသွားခဲ့တယ်။ချိန်မှာတော့အကြအမြင်ရတဲ့ဝိဖြူစင်ကျင်းတဲ့အဖိုးကြီးထိုးနေရာသို့ရောက်ရှိလာခဲ့တယ်။ဦးလေးကျော်သိန်းကတော့ကြောက်ကြောက်လန့်လန့်နဲ့ဇာကြီးကျွန်တော်ကိုကူညီပေးပါဗျာကျွန်တော်ဒီလောက်ကြောက်စရာကောင်းတာကြီးတော့ဟာမှမမြင်ဘူးတော့မို့ကျွန်တော်ကိုကူညီပါဟုလောက်အောင်ရှင်ရင်အတွင်တွင်တောင်းပန်နေတာပေါ့။ဇာကြီးဟာမင်းကလူသားတွေနဲ့ဘဝရှားသွားပြီ။မင်းရဲ့သားနဲ့လည်းဘဝရှားသွားပြီ။ဒါကိုမင်းနားလည်ရမယ်။ပြီးတော့ လူသားတွေကိုတိုက်ခိုက်နေတာမင်းတော့မှားတယ်မင်းကိုကိုကိုပြန်သုံးသက်တဲ့လို့တစီတရေဖြစ်နေတဲ့မင်းတို့ကိုဆရာကြီးက ပြောလိုက်တယ် ခဏကြာမှာတော့ဆရာကြီးဟာသူ့ရဲ့စိတ်တွေကိုစူးစီးပြီးမန္တန်တစ်ခုကိုရွတ်ဖက်ကမီးတွေနဲ့အစီရင်ပြုလုပ်လိုက်တယ်။မကြာခင်မှာပဲဆရာကြီးရဲ့ရှေ့မှာမီးလုံးကြီးတစ်ခုပေါ်လာခဲ့တယ်။အကြမ်းမြင့်ဆရာကြီးဟာသူ့ရဲ့မီးလုံးကြီးကိုတရဲမမင်းနုရှိရာသို့ပြစ်လွတ်လိုက်တယ်။မင်းနုတရားအသာကောင်အောင်းရင်ရင်နောက်ထပ်တစ်ကြိမ်မီးလုံးတွေနဲ့ပြစ်ဖို့တိုက်ခိုက်ဖို့ပြင်ဆင်နေတော့မှာပဲရုတ်တရက်ကလေးတစ်ယောက်ကပြေးဝင်လာပြီးတရဲမမင်းနုရှိမှာကာပြီးရက်ပေးလိုက်တယ်။ဒီကလေးလေးကတော့မင်းနုရဲ့သားပေါ့။မီးလုံးကြီး ွေနဲ့သားရဲ့အမေကိုမတိုက်ခိုက်ပါနဲ့အမေကိုမိရွေနဲ့မတိုက်ပါနဲ့လို့ခလေးကခြံကြီးတဲ့ငင်ကိုရင်ကြားမြင်ဆရာကြီးအားတောင်းပန်နေတာပေါ့ဘာမှမစင်စားနေပဲကြားမြင်ဆရာကြီးကမိလုံနဲ့ထပ်ပစ်ဖို့ပြင်ဆင်နေချိန်သူချိန်မှာပဲသီလသမားကြီးနဲ့ပြည်စုံသောရွာဦးကျောင်းဖုန်ကြီးကကြွာလာခဲ့တယ်နုညံ့သိမ်မွေးတဲ့လေတန်နဲ့ဆရာကြီးအားတကကြီးမင်းတရေမမင်းတို့ကိုလောက်တာများနေပြီသူမှလည်းဒံရရီနဲ့ ်ဟုတ်ပြောရင်တရေမမိနုဘကိုလှဲကတခါမှကြီးမင်းရဲ့ဖြစ်ရှင်နဲ့စိတ်ဆန္ဒတွေအားလုံးဖုံဖုံကိုပြပြလို့ရတယ်။တနိုင်သမျှဖြည့်စီပေးမှမို့ဖြစ်ရှင်နဲ့ဆန္ဒအားလုံးသာဖုံဖုံတို့ကိုပြောပါ။ဖုံဖုံရဲ့စကားကိုကြားလိုက်တာကြောင့်အရက်ရှိရှိနဲ့ကြောက်စရာကောင်းတဲ့တရေမမိနုအသွင်ကနေတဖြည်းဖြည်းလျှော့ပါလာပြီးပုံမှန်လူသားတယောက်ပုံစံသို့ဖြစ်လာခဲ့တယ်။ဒါပေမဲ့ခန္ဓာကိုယ်မှာတော့မီးလောင်ထားတဲ့ဒဏ်ရာတွေကရှိနေသေးပေါ့။တရေမမိနုတယောက်ဝမ်းနဲ့ကြည်ခွဲစားနဲ့ဒီမရဲ့ကလေးကိုဆွ ောင်းရှောင်းရတော့မယ်လို့ပြောတာကြောင့်ကျမအရန်စိုးရိမ်မိတယ်။ဒါကြောင့်မို့လို့သားကိုအဆွဲပြုပြီးဆုံးကဏီမှာဒီဘဝကိုရောက်လာခဲ့တာပါဗျာ။မင်းတို့တယောက်ငိုတန်နေနဲ့ထပ်ပြီးစကားဆက်ပြောတယ်။ကျေးဇူးပြုပြီးကျမသားလေးကိုဆောင်းရှောက်ပေးကြပါ။ကျမသားလေးကျမကြောင့်နဲ့အမြဲတမ်းမငိုဘဲအစာရီစားနေဟောင်းဝိုင်းဝန်းဖိမပေးကြပါ။ပြီးတော့ဒါလေးမမိကြောင့်နဲ့အစာမစားဘဲမနေပါနဲ့။မိတောင်းဆိုပါတယ်။မင်းကိုလည်းပုံမှန်စားပြီးတော့အမေကြောင့်နဲ့ဝမ်းနေပြီးအမြဲတမ်းငိုနေဘဝမှာပျော်ပျော်ရွှင်ရွှင်နေပါ။ ီကတိကိုပဲသားလေးစီကလိုချင်ပါတယ်လို့သူမကအနေကြည်ခွဲစမ်းနဲ့ပြောခဲ့တယ်။ကလေးကလည်းငိုတန်နေနဲ့မမေကိုကျွန်တော်ရှိတယ်ကုသူတွေပြုပေးဖို့ဖုံဖုံကိုပင့်ပြီးအမျှဝေပေးမယ်။မမေကောင်းတဲ့နေရာကိုသွားပါ။သားကိုလည်းစိတ်ချပါလို့ဂရီတွေထထပ်ပေးလိုက်တယ်။သားလေးရဲ့စကားတွေကိုကြားလိုက်ရတာကြောင့်တရမမင်းလူရဲ့ပါးစပ်ကဆွဲတွေလည်းပျောက်သွားခဲ့တယ်။ခဏကြာမှာတော့လူတယောက်လိုပုံစံပြောင်းလဲသွားခဲ့တယ်။သူရဲ့ခန္ဓာကိုယ်ကနေရုပ်တရက်အလင်းနဲ့တောက်ပလာပြီးလူတယောက်ရဲ့ပုံမှန်ဝိညာဉ်အသွင်ကိုပြောင်းသွား ွားခဲ့တယ်။ဦးလေးကျော်သိန်းတရားတီးကျင်စောအာကြီးနဲ့ဖုံဖုံဗျာမင်းတို့ကလူအတိုင်းပြန်ဖြစ်သွားပြီဆိုတော့တစီတရေဘွားကကျွတ်သွားပြီပေါ့နော်ဗျာ။ထိုအချိန်မှာကြောင်းနိုင်ဖုံဖုံကရှင်းပြတယ်။မင်းတို့ကတားကိုစိတ်မပြတ်နိုင်တာကြောင့်တစီတရေအဖြစ်နဲ့ဒီဘွားကိုရောက်သွားခဲ့တာ။အခုတော့သူ့ရဲ့တားစီကစိတ်ရှားရတဲ့ဂရီးစကားတွေကြောင့်မဲ့သူလည်းအကျွတ်တရားရပြီးနောက်ဘွားကိုကူပြောင်းသွားနိုင်တာပေါ့တကားကြီးက။မင်းတို့တရားတားကိုပြုံးပြပြီးသူမရဲ့ခန္ဓာကိုယ်လည်းဖြည်းဖြည်းချင်းပြောက်ကွယ်သွားတော့တယ်။တောက်ပတဲ့အလေ င်းရောင်နဲ့အတူသူမပြောက်ွယ်သွားတာပေါ့သူမရဲ့သားလေးကတော့မျက်ရည်တွေကျနေပြီမဲ့ကျွတ်လွတ်သွားတဲ့မိခင်ကိုမြင်ရလို့ဝမ်းသာတဲ့မျက်လုံးတွေနဲ့ပြုံးပြလိုက်တယ်။ဖြီရှင်ကစပြီးသားလေးကလည်းဖိုးဖွားတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားကြတာပေါ့ဇလန်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီရှင်ဇလန်အဆုံးထိနားထောင်ပေးတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ရှိပါတယ်။နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့အတွက်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါရစေ။